နောက်ထပ်တိုက်ခိုက်မှုတွေလှုံ့ဆော်မယ်လို့ချိန်ချောက်ထားကြတာနဲ့ငွေကြေးဖောင်းပွားမှုကိုဖြစ်ပေါ်စေနိုင်တဲ့ကာလရှည်ပဋိပက္ခဖြစ်လာမှာကိုစိုးရိမ်မှုတွေကြီးထွားလာတာနဲ့အတူအစ္စရေးနဲ့အီရန်တို့လေးရက်မြောက်နေ့အဖြစ်ဒုံးကျည်တွေနဲ့ပြန်လည်ပြစ်ခတ်နေတာကြောင့်ရေနံဈေးတွေဟာဇွန်16ရက်မှာဆက်လက်တက်နေခဲ့ပါတယ် ုံမှန်စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ်အပြေးလွှားဝင်ယူနေကြတာကြောင့်ရွှေဈေးတွေလည်းစံချိန်တင်မြင့်တက်နေတဲ့ဆိုပေမဲ့ stock share ဈေးကွက်အများစုဟာဈေးတွေကျဆင်းပြီးအရှုံးပေါ်ခဲ့တဲ့ဆိုပေမဲ့ Israel Iran ပတိပခါကအရှိအလဲပိုင်းမှာပြန့်နှံ့မှုမရှိဘူးဆိုတဲ့မျှော်လင့်ချက်တွေနဲ့အရှုံးပေါ်မှုတွေဟာအကန့်အသတ်ဖြစ်နေခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာအခုသတင်းပတ်အတွင်းကျင်းပမဲ့ဗဟိုဘဏ်ကြီးတွေရဲ့ဈေးဝင်ရလဒ်တွေကိုလည်းစောင့်ကြည့်နေပါတယ်။ အထူးသဖြင့်အမေရိကန်ဗဟိုဘဏ်ဂျပန်ဘဏ်တို့ရဲ့အစည်းအဝေးတွေကထွက်ပေါ်လာမဲ့အကြောင်းအရာတွေအတွက်ရင်းနှီးမြှုပ်နှံသူတွေကပြင်ဆင်လျက်ရှိပါတယ်။ဒါ့အပြင်သမ္မတဒေါ်နယ်ထရမ့်ရဲ့များပြားလှတဲ့သွင်းကုန်အခွန်အစည်းချက်မှုတွေကိုရှောင်ရှားဖို့ရည်ရွယ်ပြီးအမေရိကန်အစိုးရနဲ့တခြားနိုင်ငံတွေရဲ့ဆွေးနွေးမှုတွေကိုလည်းစောင့်ကြည့်နေကြတယ်လို့သိရပါတယ်။ဇွန်23ရက်မှာအီရန်စစ်တပ်နဲ့အီရန်နျူကလ িয়ার တည်နေရာတွေကိုအစ္စရေးရဲ့အလေးအငတ်တိုက်ခိုက်မှုက ရေနံစိမ်းဆေးတွေကို73ရာခိုင်နှုန်းအထိမြင့်တက်စေခဲ့ပါတယ်။အထူးသဖြင့်အီရန်ထံကနေရေနံတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေတာကြောင့်ရေနံစိမ်းဆေးတွေထိုးတက်ခဲ့တာဖြစ်ပါတယ်။ရေနံစိမ်းဆေးတက်တာကကမ္ဘာတဝန်းမှာငွေကြေးဖောင်းပွားမှုကိုထပ်မံမြင့်တက်စေနိုင်တယ်လို့လေးလံဆန်းစစ်သူတွေကသတိပေးထားပါတယ်။ဒီလိုဖြစ်လာမယ်ဆိုပါကအစိုးရတွေဗဟိုဘဏ်တွေကငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ဖို့ကာလကြာရှည်ကြိုးပမ်းမှုတွေအတွက်ထိုးနှက်ချက်ဖြစ်လာနိုင်တယ်လို့လေးလံဆန်းစစ်သူတွေကပြောပါတယ်။ စွမ်းရင်ဈေးတွေပိုများလာတာရဲ့လက်ငင်းအကျိုးသက်ရောက်မှုကတော့အဲ့ဈေးတက်မှုဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှေးကွေးစေမှာဖြစ်ပြီးအရေးရငွေကြေးဖောင်းပွားမှုကိုမြင့်တက်သွားစေပါလိမ့်မယ်လို့ IG မှာဈေးကွက်လေးလာဆန်းစစ်သူအဖြစ်ဆောင်ရွက်နေတဲ့တိုနီဆိုင်ကမော်ကပြောပါရယ်။ဘိုးဘန်ကြီးတွေကစွမ်းရင်ဈေးတွေယာယီမြင့်တက်လာတာကိုသတိမပြုမိပဲအဲ့ဒီစွမ်းရင်ဈေးတွေက ကာလရှည်ဆက်လက်မြင့်တက်နေမယ်ဆိုရင်စီးပွားရေးလုပ်ငန်းတွေဟာတည်ယူပို့ဆောင်ရေးဈေးတွေထုတ်လုပ်ဈေးတွေမြင့်တက်လာတာနဲ့ကြုံကြိုက်ကြမှာဖြစ်တာကြောင့်အဲ့ဒါဟာ အဓိကငွေကြေးဖောင်းပွားမှုကိုဖြစ်စေတဲ့အရာဖြစ်ဖြစ်လာစေမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။အဲ့ဒါဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့အခွန်စည်းကျမှုတွေကြောင့်ကြိုတင်မျှော်မှန်းထားတဲ့စီးပွားရေးတိုးတက်မှုနှေးကွေးတာကိုထောက်ကူဖို့ပိုဘန်ရဲ့အတူနှုံရှော့ချနိုင်စွမ်းကိုအတားအဆီးဖြစ်စေပါလိမ့်မယ်လို့တိုနီဆိုင်ကာမော်ကပြောကြားခဲ့ပြီးအခုတစ်ပတ်ပိုဘန်ရဲ့အစည်းအဝေးမှာဒီကိစ္စဟာနောက်ထပ်စဉ်းစားရမယ့်ကင်းရှင်တစ်ခုဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။